ီဇန်ကိုအဓိကကူညီပံ့ပိုးပေးထားတာကတော့တာမန်ဆက်ပြများထက်ပိုပြီးဂျောဂါဘိုးဆက်မျိုးကိုကာကွယ်ပေးတဲ့ live one ဆက်ပြမှဖြစ်ပါတယ်။ဟာဟျော့ခန်လာပါအောင်ထိုင်ပါအောင်။ကဲဘာလုပ်နေရလဲဆောင်းရှော်မလို့လား။အိုးတနေ့ရပဲဒီဆောင်ကြီးမင်းရှော်နေငါတွေ့လိုက်တယ်တော့ဟျော့။ဟိုရှော်တော့ရှော်ပြီးသွားပြီပေါ့ကွာ။ဒါပေမဲ့မနေ့ညရေကူးနေဆိုရင်အိမ်မက်မတ်တာ။ဟိုငါလဲနိုးလာရော ကျောင်းအရေးဆိုဘော။ဟောအမင်းတို့ဆိုရဲကောင်းမယ်ရှူရှူရေပေါ့ချရဟုတ်တော့။မင်းကလည်းဘာဒီတစ်ခေါက်တည်းပါငါစီရန်သွားခြင်းတော့မထင်းနိုင်ဘူးဖြစ်သွားလို့။ဟုတ်ကဲ့။ငါထပ်မဖြစ်ခြင်းဘူးကထပ်မဖြောင်းကဘယ်လိုလုပ်ရမလဲ။အော်အဲ့လိုမျိုးနောက်ခါထပ်မပြောင်းဘယ်လိုလုပ်ရမလဲဆိုတာငါတက်ပူပြီးတေချာတေချာပြောနိုင်တဲ့ဆရာပြောနိုင်အောင်ရှိလေ။ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာတော့ ကျွန်တော်ခလေးတွေညအခါအိပ်ရာထဲမှာတေးပေါက်ချတာပြပါချခြင်းအကြောင်းဆွေးနွေးမှာဖြစ်ပါတယ်။အဲကျွန်တော်တို့ဒီအိမ်တိုင်းအိမ်တိုင်းကတော့ဒီအเจ้าညာလေးတွေကတော့ကြားနေကြမြင်နေကြတယ်ပေါ့နော်။အားငါးရဲ့တားသေးတမီးလေးတွေကတော့အခုလေးတေးပေါက်တော့ဟဲ့ညဘက်ထိပေါ့နော်။ဒါလေးတွေကတော့ကျွန်တော်တို့ကြုံတွေ့နေရတာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအထူးသဖြင့်ရေဘူးကပြောမယ်ဆိုရင်တော့ရောဂါတစ်ခုမဟုတ်ဘူးလို့လည်းပြောလို့ရပါတယ်။ဘာလို့ကလေးတွေငယ်သေးတဲ့အခါမှာကျွန်တော်တို့ဒီစီးရင်တခြားဖွင့်လို့မရှိဘူးစီးထိန်နိုင်စွမ်းမရှိဘူး ဒါတွေကြောင့်ကျွန်တော်တို့ကဒီအိရာထဲမှာကလေးတွေသိပါချခြင်းဖြစ်တယ်လို့ရေဘူးကပြောလို့ရပါတယ်။သို့တော့အသက်6နှစ်9နှစ်ထိပေးပေါ့ချတုံးဆိုရင်တော့ကျွန်တော်တို့ဒါကိုစဉ်းစားဖို့တော့လိုပါပြီ။ဟောနော်ဒီလက္ခဏာတွေကဘာကြီးလဲဆိုလို့ရှိရင်ကလေးတွေကဒီထဲမှာဟိုတေးပေါ့ချလိုက်တာပေါ့နော်တေးပေါ့ချတဲ့အခါမှာသူတို့မှာဘာဖြစ်လဲဆိုတော့တခါကျရင်အရေကြီးလောင်တာတွေအဲရားနာမှုတွေဖြစ်တာကိုကျွန်တော်တို့တွေ့ရှိရတယ်။သူကအဓိကတော့သူတို့စီးမထိန်နိုင်တာပေါ့နော် အဲတချို့လဲတ냐ထဲမှာတစ်ခါတစ်ခါပေါက်ချတာလည်းရှိတာပေါ့နော်တချို့လဲ၄၅၆နှစ်ထိပေါက်ချတာလည်းကျွန်တော်တို့တွေ့ရှိရပါတယ်အကယ်၍ပေါ့ကိုယ်ကလေးကဒီသက်၆နှစ်9နှစ်ထိသေးပေါက်နေတယ်ဆိုရင်တော့ဒါကျွန်တော်တို့ဆရာဝန်ကိုပြသတိုင်ပေးရမယ်ဒါပေမဲ့ကိုယ်ကလေးမှာများတစ်ခုခုပေါ့ဥမာဒီစီးသွိုင်းနဲ့သူကအော်ငုံနေလားစသဖြင့်ပေါ့နော်ဖျားလားအဲ့မျိုးဆိုလဲဒါဆရာဝန်ကိုပြသဖို့လိုပါတယ်အဲဘာကြောင့်ဖြစ်လဲဆိုရင်ကျွန်တော်တို့ပါတော့ဒီရေဘူးအဖြစ်ပြောမယ်ဆိုရင်တော့ပထမဆုံးအနေနဲ့ဒီပုံမှန်ပေါ့နော်ဒီသဘာဝတိုင်း ဖြစ်တဲ့လို့ပြောလို့ရတော့ဒုတိယအနေနဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီတချို့သောယောဂတွေအကြောင်းလည်းဖြစ်နိုင်တယ်ဆိုပြီးကျွန်တော်တို့ဒီပြရပြောလို့ရပါမယ်အဓိကတော့နည်းနည်းချက်အိပ်ပျော်တတ်တာလည်းအကြောင်းတစ်ခုဖြစ်မယ်ကွာအဲ့တော့မင်းနည်းနည်းချက်ရောအိပ်ပျော်တတ်လားဟင်းငါနည်းနည်းချက်အိပ်ပျော်သွားတာမျိုးတော့မဟုတ်ဘူးပါမင်းညာဟိုရေကူးကမှတကယ်ရေကူးနေတာလားအိမ်မက်မက်နေတာလားဆိုတာခွဲခြားလို့မရအောင်တော်တော်တူနေတာအဲ့ဒါနဲ့ငါလည်း ဆောင်းရေးဆိုတော့နော်အချို့တကြတော့ယောဂတွေနဲ့ဆက်ဆက်မှုရှိတယ်တချို့ဒီစီလန်းเจ้าမှာယောဂဖို့ရှိတဲ့ကလေးတွေဒါမလို့ရှင်ဒီငယ်ရွယ်နဲ့စီချိုဖြစ်တဲ့ကလေးတွေမှာဆိုရင်လည်းဒီညာဘက်သေးပေါက်တာဦးကျွန်တော်တို့ဖြစ်ရှိရပါနောက်ဆက်တဲ့စူးကျိုးအနေနဲ့တော့ထွေထူးတော့မဟုတ်ပါဘူး။ဒါပေမဲ့ချို့ဒီမိဘတွေအနေနဲ့တော့စိတ်နှောက်ရှက်ဖြစ်တာလေးတွေ၊နောက်ကလေးမှာတေးလောင်တာလေးတွေဖြစ်တတ်တာကိုကျွန်တော်တို့သိရှိရပါတယ်။ ါကြောင့်မလို့ကလေးတွေကိုကျွန်တော်တို့ဒီလိုမျိုးညဘက်သေးပါခြင်းကိုညွန်နေအောင်တဖြည်းဖြည်းနဲ့ပျောက်သွားအောင်ကျွန်တော်ကျွန်တော်မိဘတွေကတေချာသူ့ကိုလေ့ကျင့်ပေါ့တင် जा ပေးဖို့လိုပါတယ်။ဥပမာကျွန်တော်တို့ဒီမနက်ပိုင်းနေညနေပိုင်းနေမှာကျွန်တော်တို့စီးသွားတဲ့အကျင့်လေးတွေလုပ်ပေးရမယ်။အိတ်ခန်းကြီးမှာ စီးသွားတဲ့အကျင့်လေးတွေသူတို့လုပ်ပေးရပါဘူး။အဲတကယ်လို့များကလေးကနော်တေးပေါက်တတ်တဲ့အကျင့်ရှိတယ်ဆိုရင်ကျွန်တော်တို့ဒီအိတ်ရာမှာပလတ်စတစ်ခင်းလေးနဲ့သူခင်းထားပေးဖို့လိုတယ်။ ပြီးရင်အဝေးလေးချင်းချင်းလဲပေးဖို့လိုနော်ညဘက်မှာသူ့ရဲ့အဝေးစားအပူတွေပါထားပေးဖို့လိုပါတယ်အဲဝင်းချုပ်တဲ့ကလေးဆိုရင်တော့ကျွန်တော်ဝင်းမချုပ်အောင်သူ့ကိုမြူးဆိုင်ဖို့လိုတယ်အဲပေါ့နေ့လက်ဘက်မှာစီးမြွားသွားတဲ့အလေးချင်းဖြစ်အောင်လုပ်ပြီးတော့ညဘက်ကိုလဲအောင်ပေါ့နော်အဲ့ရအိတ်ခံပြီးမှာခါကြချိုးလေးတဲ့ကလေးတွေသေးဝင်ကြပေးပြီးတော့အကယ်၍သေးပေါ့ချင်ဖြည်းဖြည်းလေးကိုပြောနှုတ်ပါဆိုပြီးတော့ကျွန်တော်တင်ပေးရမယ့်အပိုင်းရှိပါတယ်အဲ့အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်တို့ကတဖြည်းဖြည်းနဲ့ဒီကဒီသေးပေါက်ချတာကဖြည်းဖြည်းနဲ့ညွန်နေသွားပြီးတော့လုံးဝနောက်ဆိုမပေါက်တဲ့အထိဖြစ်ပါတယ် အဲ့လိုလေ့ကျင့်ပေးဖို့လဲလုပ်တယ်အဲ့လိုဖြစ်တဲ့အခါမှာကလေးတွေကိုကျွန်တော်ကစူတာတွေမန်တာတွေမလုပ်ဘဲနဲ့သူ့နားလဲပြီးတော့နားလဲအောင်ရှင်းပြပေးဖို့လုပ်တယ်အဒီလိုတေးပေါက်တဲ့အခါမှာအရာတွေဆိုရွှဲတယ်နန်းစောတယ်အနှမ်းတက်မကောင်းဘူးအဲ့ဆိုရင်ကျမကြီးထိခိုက်နေတယ်စသဖြင့်ပေါ့ကလေးတွေကိုနားလဲအောင်ပြောမယ်ဟုတ်တေးပေါက်ချင်တဲ့အခါမှာဆိုလို့ရှိရင်ဖူမေတို့နှိုးပါစသဖြင့်တေးကိုလေးနဲ့တဲပေးမယ်အဲ့လိုနားလဲအောင်လုပ်ပေးမယ်ဆိုရင်တော့ကလေးတွေကနောက်ပိုင်းသူတို့ကလိုက်လာတာကိုတွေးရှိရပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဆိုလို့ရှိရင် ဒီညဘက်ပေးပါခြင်းဟာပုံမှန်အဖြစ်ပြောမယ်ဆိုရင်ယောဂကြောင့်မဟုတ်ပါဘူးသို့တော်တချို့တွေကတော့ယောဂနဲ့ဆက်ဆက်နေပါတယ်ဒါကြောင့်မလို့ဒီပေးပါခြင်းညဘက်ပေးပါခြင်းဟာဆိုလို့ရှိရင်ပုံမှန်အခြေအနေလိုဖြစ်နိုင်တဲ့ကြောင့်မလို့မိဘတွေနဲ့ကလေးတွေပေါ်မှာနားလည်မှုပေးပြီးတော့သင်ကြားပေးဖို့လိုပါတယ်အော်မနေ့ညတော့ဟာလေယာတီဦးကရမ်းပူတာနဲ့ငါလည်းအိတ်ကြောင်မှုရှိရအများကြီးတောက်လိုက်မိတာအဲ့ဒါနဲ့ပဲလူရှူရှူရေပေါက်ချလိုက်မိတာပဲ ဟိုဒါမဲ့ဟိုနောက်ဆိုရှင်ရင်အဲ့လိုမျိုးမဖြစ်အောင်ငါအိယာမူရင်းခြေကိုအများကြီး short တောက်မယ်နော်ကောင်းတော့ဘောကမဟုတ်လို့ရှင်တက်အိမ်လုံးအဲပြောနေတော့ပြီးတော့ကြောက်ဆောင်းနေခဏခဏရှော်နေရမှာပေါ့ငါအဲ့ဟိုပြောပါအဲ့တော့ဘာဖြစ်ဖြစ်ငါမင်းကိုလက်ဆောင်လုပ်လဲပြောမနော်အဲ့လက်ဆောင်ရမင်းအရင်ပြောပါရှောပါဗျာလိုက်ပေါ်ဆက်ပြကြားမရင်းတဲ့တကိုယ်တန်ရှင်းအတွက်ဒီပါ ပရိသတ်များခင်ဗျာဒီနေ့မှာဆိုရင်ကျွန်တော်ပြပြပေးခဲ့တဲ့အကြောင်းအရာကပရိသတ်များအထူးပဲစိတ်ဝင်စားမယ့်အကြောင်းအရာလို့ယူဆပါခင်ဗျာ health fit season ရောပရိသတ်များအတွက်အမြဲတမ်းမှန်ဆန်ဘူးတုဒ္ဒရပြပြပေးနေတာဖြစ်ပါတယ်အားပေးကြည့်ရှုပရိသတ်များအားလုံးလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်အားလုံးနောက်ပြန်မှာပြန်လည်ပြီးဆုံတွေ့ပါမယ်ကျွန်တော်ပရိသတ်များအားလုံးပဲတတာဖြစ်ကြဒီစီစဉ်ကိုအဓိကကွန်ကြီးပံ့ပိုးပေးထားတာကတော့တာမန်ဆက်ပြများထက်ပိုပြီးဂျောဂါဘိုးဆယ်မျိုးကိုကာကွယ်ပေးတဲ့ Live Wine ဆက်ပြမှဖြစ်ပါတယ်။